ခြံမှတ်54လေးလံကြမ်းခင်းစေးလျှော့ဖို့ဦးအောင်ဆန်းဦးရဲ့အဆိုကိုကန့်ကွက်ကြောင်းရှောက်လဲချက်ဒေါအောင်ဆန်းစုကြည်ရဲ့ရှင်းလင်းပွဲကတရားရုံးကိုတင်သွင်းခဲ့ပါတယ်။သုတချန္တာပြပို့ထားပါရခင်ဗျာ။နိုင်ငံတော်ဤတမန်ငံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလံခြံမှတ်54နေအိမ်နဲ့ခြံကိုလေးလံကြမ်းခင်းစေးငွေကြေးသိမ်းပေါင်း2.5တန်းကိုရှော့ချဖို့တရားလူဦးအောင်ဆန်းဦးကကမာရုတ်ခရိုင်တရားရုံးမှာအဆိုတင်သွင်းထားတာပါ။ ဖေဗရူလာ9ရက်နေ့ကခြံမှတ်54ကိုငွေကျပ်သိမ်းပေါင်း2.9တန်းနဲ့တတိယအကြိမ်လေးလံတင်ခဲ့ပြီးလေးလံဆွဲမဲ့သူမရှိတာကြောင့်ပွဲပြတ်ခဲ့ပါတယ်။ဥအောင်ဆန်းဦးကရောင်းဝယ်အမြန်ဖြစ်ဖို့အတွက်လေးလံကြံငင်းစည်းကိုထတ်လျှော့ဖို့တရားရုံးကိုအစိုးတင်သွင်းခဲ့တာဖြစ်ပြီးဒေါအောင်ဆန်းစုကြည်ရဲ့ရှင်းလင်းပွဲကမတ်လ20ရက်နေ့မှာတရားရုံးကိုကန့်ကွက်ကြောင်းရှောက်လေချက်တင်သွင်းခဲ့ပါတယ်။ဆောင်းကျစ်ပြီးရအောင်ပြောကြံငင်းချရဟောပြီ။ကျန်ရည်ရသူဘကတေသူဟိုနိုင်လေဘကနှစ်ခွန်ငါဗျ။ဆောင်းကျစ်စီရောကျိုးလို့မရဘူးလေ လို့ကြပြီးမယ်ကန့်ကွက်ချောင်းလို့ကြပြီးမယ်လေကန့်ကွက်တယ်ဆိုရင်အားတော့တော့တူကိုမဟုတ်ဘူးပေါ့ဗျာအော်မရပါဘူးဗျာကမာယုတ်ခိုင်တရားရုံက2024မတ်လ20ရက်နေ့မှာချမ်းမတ်54ကိုချန်ပီယံဇင်းငွေကြက်သိန်းပေါင်း3,350,000နဲ့ပထမအကြိမ်လေးလံတင်ခဲ့ပြီးဩဂတ်လ15ရက်နေ့မှာချန်ပီယံဇင်းငွေကြက်သိန်းပေါင်း3,000အထိနဲ့ဒုတိယအကြိမ်လေးလံတင်ခဲ့တာပါ။ ရှင်းတင်ဖွဲ့ကကာယကံရှင်တော်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့တရားရုံးကိုအချိန်ချင်းတင်ပြခဲ့ပေမဲ့လက်ရှိအချိန်ထိတွေ့ဆုံခွင့်မရသေးပါဘူး။ကာယကံရှင်တော်ဆန်းစုကြည်ရဲ့သဘောဆန္ဒကိုမသိရတဲ့အတွက်ရှင်းတင်ဖွဲ့အနေနဲ့လုပ်ငန်းဆောင်ရွက်ရမှာအခက်အခဲကြုံနေရတာပါ။အရင်ဒီဒီရထားတဲ့ဒီဘက်ကဆိုရင်လည်းအောင်မှဆက်ဆံရမှာ။ဒီစီပြောင်းနေတဲ့ပစ္စည်းကန့်တဲ့ဥပဒေရကြတော့လေသူကဒီမြေခွက်ကိုအဆောက်အဦတို့ယူလို့မရဘူး။ပြည်နယ်ငါးကားဖြစ်နေတဲ့အတွက်ဒါကိုဒီလန်တွေရောင်းချပြီးရတဲ့လေ ပြေအဝဲဆိုသူရရအောင်အဲ့တော့သူကတော့ဒီလန်အောင်မြင်ရေးအတွက်ဒီလုံးကိုတကန်းနဲ့တပတ်သူလျှော့သားမှာပဲဒီဘက်ကဂျွန်တန်းစုကြည်ရဲ့ရှေ့နေဒီဘက်ကလည်းကန့်ကွက်ရရပါနေအခုသူလျှော့ရင်လျှော့တော့နေတော့မှာဆိုတော့ဒီဘက်ကလည်းကန့်ကွက်မှာပါပဲဒီလန်တော့ဒီတိုင်းနဲ့ဆက်တော်သွားနေမှာပေါ့နော်ကဲဦးမှာလျှော့ချပြီးတော့ပဲနောက်တစ်ချိန်ဆက်ပြီးတော့ဒီလန်ကြည့်မလားအဘူရင်းမဟုတ်ချင်းလေးကိုထပ်ပြီးလျှော့တော့ပဲနေပဲနောက်ချိန်ဒီလန်ပြင်လာတော့ကဲဦးအကုန်ချတိုင်းသွားမှာပါ လူကြီးတွေ့ခွင့်မရရင်တော့စာဆက်ွယ်နဲ့တိုင်ပင်ခွင့်ပြည်နယ်ဝင်ခွင့်ကြီးကိုချိုးစားလို့တော့ရတာပေါ့နော်အဲ့ဒါကချိုးစားပြင်တယ်လို့ကျွန်တော်တို့မြင်တာပေါ့တယ်လီဖုန်းတို့ကိုခုခုမြင်ချင်းပြန်ပြီးပြင်ရတော့စာနဲ့ပေါ့နော်ဘယ်လိုဒီတောင်းလို့ဖြစ်နေလဲဘာလို့ပြန်ပြီးတော့ပြန်ရမှုပြုံမလဲပေါ့ ဦးအောင်စန်းဦးဟာအမေရိကန်နိုင်ငံသားဖြစ်တာကြောင့်ပြည်တွင်းဥပဒေအရမရွှေ့ပြောင်းနိုင်တဲ့အမွေဆိုင်ပစ္စည်းတွေနဲ့ပတ်သက်ပြီးခံစားပိုင်ခွင့်မရှိပါဘူး။ဒီလိုခံစားခွင့်မရှိတာကြောင့်အိမ်နဲ့ခြံကိုလီလံတင်ရောင်းချပြီးရလာတဲ့ငွေကြေးကိုခွဲဝေယူဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ဒေါ်စန်းစုကြည်ဟာ2022ဒီဇင်ဘာလမှာရှိနေဖွယ်နယ်နောက်ဆုံးတွေ့ဆုံခဲ့တာဖြစ်ပြီးအချိန်နှစ်နှစ်နဲ့သုံးလနေပါပြင်ပနဲ့အဆက်အသွယ်ဖြတ်ခတ်ထားရပါတယ်။ကျွန်တော်တူတချမ်းသာပါ။